ားလုံးမမင်ငါဘာ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်လာပါဒီကနေ့ရဲ့နောက်ဆုံးကြအားကြတဲ့နေကိုကြည့်ရမယ်ဆိုရင်တော့ကမ္ဘာ့ဘောလုံးဖွဲ့ချုပ် FIFA ကအခုလက်ရှိကျင်းပနေတဲ့ FIFA ရဲ့ Club World Cup ပြိုင်ပွဲကို၄နှစ်တကြိမ်ကျင်းပမယ်အစား နှစ်နှစ်တစ်ချိန်အထိကျင်းပဖို့စီစဉ်လျက်ရှိတယ်ဆိုပြီးတော့ဖော်ပြလည်းရှိတယ်အခုလာမယ့်2029ကျင်းပမယ့်ပြိုင်ပွဲကိုအမေရိကန်နိုင်ငံကလည်းဒုတိယအချိန်မြောက်ဆက်ပြီးကျင်းပဖို့နဲ့ဘရာဇီးလ်နဲ့စပိန်ကလည်းလက်ခံကျင်းပဖို့အင်ရှင်ဖြစ်ကြိုးပမ်းနေတဲ့အချိန် FIFA ကလေးနှစ်တစ်ချိန်တက်စာရင်နှစ်နှစ်တစ်ချိန်ကပူပြီးတော့စိတ်ဝင်စားစရာကောင်းလားဆိုပြီးသူတို့ဘက်ကစဉ်းစားလျက်ရှိပါတယ်။ Atletico Barcelona အသင်းထက်စာရင် Nico Williams ကို Bayern Munich အသင်းကိုပိုရောင်းဖို့စာနာရှိနေတယ်။ Lamao Guerin က Barcelona တသင်းတွေကိုပဲပြောင်းချင်နေတဲ့အတွက် Bayern ကကြိုးပမ်းမှုကအဆင်မပြေဖြစ်နေတာတောင်မှ Athletic Club ကတော့ Nico Williams ကိုသူတို့အနေနဲ့လုတ်ပိုင်ခွင့်အပြည့်အဝရှိခြင်း Barcelona ထက် Bayern ကိုသာရောင်းချင်ကြောင်းဆိုထားပါတယ်။ Saudi Arabia Club ဖြစ်တဲ့ Al-Hilal အသင်းကတော့လက်ရှိမှာ AC Milan အသင်းရဲ့ဘယ်နောက်ခံစားပါ Theo Hernandez ကိုခေါ်ဖို့သဘောတူလိုက်ပါတယ်။ပြောင်းရွှေ့ခြင်းကတော့ Euro 35သန်းပါ35သန်းကိုအရင်ပေးပြီးတော့လွယ်ကူတဲ့အတုံ10သန်းကိုထည့်သွင်းခဲ့ပြီး KU Hernandez ကိုသဘောတူလိုက်တာပါကစားမက2028ထိ3နှစ်စာချုပ်ချုပ်မှာဖြစ်ပြီးတော့တစ်နှစ်ကိုယူရို30နဲ့လက်မှတ်ထိုးချေအပါအဝင်တိုတယ်85တန်းကို3နှစ်တွင်ရရှိမှာဖြစ်တဲ့ ခရစ်စတီယန်ဘယ်နစ်အသင်းရဲ့ဦးတွဲအုံနာဖြစ်တဲ့ဂျွန်တက်စတာကတော့သူ့ရဲ့ share တွေအားလုံးကိုအမေရိကန်နိုင်ငံနယူးယောက်ဂျက်အသင်းရဲ့အုံနာဖြစ်တဲ့ဝူဒီဂျွန်ဆင်ကိုရောင်းချဖို့သဘောတူလိုက်ပါတယ်။တကယ်လို့သာမရောင်းချနိုင်ရင်ဘယ်နစ်ကိုယူရိုပါလိပြိုင်ပွဲဝင်ခွင့်ကပိတ်ပင်မယ်ဆိုတဲ့အထက်ကြောင့်သူကသူ့ရဲ့ share တွေကိုပေါင်190နဲ့ရောင်းချခဲ့ပြီး Premier League ရဲ့ approve ကိုစောင့်ရရှိပါတယ်။ န်ဒရီယခရစ်ရှင်စင်ကဘာဆိုနာတင်းမှာများပြားလာတဲ့ခံစစ်မှုတွေကြောင့်ဒီပြဟန်စီဖလစ်ကရောင်းထုတ်ဖို့ပြင်ဆင်နေပါတယ်အန်ဒရီယခရစ်ရှင်စင်ကစာချုပ်တစ်နှစ်ပဲကျန်တဲ့ချိန်မှာဘာဆိုနာကသူ့ကိုမရာသီမှာလမ်းခွဲဖို့ပြင်ဆင်တယ်အစောပိုင်းတုန်းကအာရူဟိုကိုစဉ်းစားပေမဲ့အာရူဟိုကကလတ်တဲ့နဲ့တတ်တန်းထတ်တိုးထားတဲ့အတွက်ခရစ်ရှင်စင်ကိုရောင်းထုတ်တော့မှာဖြစ်တယ်ဘာဆိုနာတင်းကနီကိုဝီလျံနဲ့ယွမ်ကာစီယာအပြောင်းရွှေ့အပီးတပ်ဖို့လုပ်နေတဲ့အချိန်မှာ တစ်ဖက်ကဒမ်မတ်အသင်းရဲ့ကိုပီဟေကင်ကရူနီဘာဂျီဆိုတဲ့လူငယ်ကစားသမားလေးကိုခေါ်လိုက်ပါတယ်အသက်16နှစ်ပဲရှိပါသေးတယ်ဒီချာတိတ်လေးကဒါကိုပီဟေကင်နဲ့စာချုပ်က6လပဲကျန်တော့တာဖြစ်ပြီးတော့ဆွီဒင်လူငယ်ကစားသမားလေးကိုကိုပီဟေကင်အသင်းရှိကနေယူရို1.5တန်ဘောနပ်စ်အပါဝင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့ပြီးရောင်းရငွေရဲ့15%ကိုတော့ကူပင်ဟွေကင်ကိုပေးဖို့သဘောတူခဲ့ပါတယ် ရီယယ်မက်ဒရစ်အသင်းရဲ့ဂန်နဝင်တိုက်စစ်မှုဟောင်းရာဟူကကလပ်သင်းကထွက်ပြီးတော့ under 21အသင်းရဲ့နီးပြဖြစ်တာဝန်ယူဖို့လုပ်နေပါတယ်အထူးသဖြင့်ရီယယ်မက်ဒရစ်အသင်းရဲ့ B သင်းကနေပြီးခဲ့တဲ့နွေရာသီတုန်းကထွက်ခွာခွဲလို့အာဘီလိုကအဲ့နေရာမှာဆောင်ရွက်ပြီးတဲ့ချိန်ရာဟုကစပိန်လေဘေးစင်တဲ့ရဲ့ under 21တဲ့ရဲ့နေပါဖြစ်ဆောင်ရွက်ဖို့စတင်သဘောတူတော့မှာဖြစ်တယ် ကလပ်ဝေါ်ကပ်ပြိုင်ပွဲပြီးတာနဲ့မတွေ့ရဲ့စူပါစတာဖြစ်တဲ့ဂျူပါလီဂန်က သူ့ရဲ့ပခုံးတံရကိုခွဲစိတ်ကူတာမှာပါဒီပခုံးတံရကကာလာရှိချာခံစားနေရတာဖြစ်ပြီးခွဲစိတ်ကူတာဖို့လိုအပ်တဲ့မဒရစ်ဘက်ကဒီကလပ်ဝေါ်ကပ်ပြီးမှဂျူပါလီဂန်ကိုခွဲစိတ်ကူတာမှာဖြစ်တဲ့အတွက်ရာသီစပွဲစဉ်3လနဲ့4လကြားသူ့ကို လွဲချော်တော့မှာဖြစ်တဲ့ Federico Valverde ကတော့ Real Madrid အသင်းရဲ့ captain ဖြစ်ရွေးချယ်ခံရဖို့များတဲ့အတွက် Real Madrid လိုအသင်းမျိုးမှာဥဆောင်သူတယောက်အနေနဲ့ကစားပွဲရမှာကတကယ်ကိုကျေနပ်စရာဖြစ်ပြီးသူ့အတွက်အိုက်တာဝန်ကိုအကောင်းဆုံးထမ်းဆောင်လိမ့်မယ်လို့သူကဆိုလိုက်ပါတယ် Diego Simeone ကဘူတာဖိုကူကိုတကူကူရှိတဲ့အနိုင်ရခဲ့သည့်တိုင်အောင် Paris Saint-Germain နဲ့ဘူတာဖိုကူနောက်မှာတတိယတာရလို့ club world cup ကထွက်ခဲ့ရတယ် ဆိုတော့ Simeone ကဒီပြိုင်ပွဲမှာ Dalgida ရဲ့ every single decision ဟာသူတို့အသင်းကိုစန့်ကျင်တဲ့ဆုံးဖြတ်ချက်တွေကြီးချမှတ်ခံရတာဖြစ်ပြီးတော့တကယ်ကိုစိတ်ပျက်စရာ ကောင်းတယ်ဆိုပြီးဆိုခဲ့ပြီးဒီကိုကတတိယနေရာကနေဒီပြိုင်ပွဲကထွက်သွားခဲ့ရတာပါ final batch အသင်းကတော့အခုလက်ရှိမှာပြင်သစ်ကလပ်လီယေရဲ့တိုက်စင်မှု Jonathan Davis ကိုကံလန်းထားပါတယ် ဂျွန်30ဆိုတာနဲ့သူကအလွတ်ပြောင်းရွှေ့ခြင်းဖြစ်ပြီးတော့ကနေဒါတိုက်စစ်မှုကိုဂျိုဆေမော်နီယိုကအလွတ်နဲ့ခေါ်ဖို့ကြိုးပမ်းနေတာပါဂျူဗန်တက်စ်ကဂျေဒန်ဆန်ချိုကိုဘက်ကပ်ပလန်ဖြစ်ထားပြီးတော့သူတို့ပေါ်တိုကအငားခေါ်ထားတဲ့ဖရန်ဇက်စကိုကွန်ဆေဆာတာမရရင်ဆန်ချိုကိုအစားထိုးခေါ်သွားမယ်ဆိုပြီးတော့လာကစ်စတာဒဲလူစပေါ်ကပေါ်ပြလာပါတယ်ပရီရှာဒေါ်မန်ရဲ့အသက်20ရွယ်ရှိတဲ့အင်္ဂလန်တောင်ပံကစားမဂျီမီဂန်တက်စ်ကိုဘိုင်ယန်ကခေါ်ဖို့ချင်းကပ်လာပြီးတော့ cloud wake ပြီးတာနဲ့ပေါင်55တန်းနဲ့ခုံမယ်ဆိုပြီးတော့ kicker magazine ကဖော်ပြပါတယ် Manchester City သင်းရဲ့နောက်ခံကစားမ Rico Lewis က cloud wake မှာပြခံရတဲ့အနီးကပ်ကြောင်းသူ့အနေနဲ့နောက်ထပ်အပူနှစ်ပွဲထပ်ပြီးပယ်ခံရမှာပါဒါ Rico Lewis ကမူလကချန်တန်နဲ့ကစားပုံကစားခဲ့တဲ့အတွက်အနီကပ်ပြခံရရမှာနောက်ထပ်အပူနှစ်ပွဲပယ်ခံရမှာဖြစ်တဲ့အတွက် သူကအခုလက်ရှိမှာ Juventus နဲ့နောက်ဆုံးပွဲရဲ့ Round of 16ပွဲကိုလွဲချော်မှာဖြစ်တယ်ဖက်ကွာဒီယိုလာက Man City အသင်းမှာ Jack Grealish နဲ့တစ်ဖက်က Kai Walker တို့နှစ်ယောက်ထွက်ခွာမှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။ဒီစားမနှစ်ယောက်သလုံးအသင်းက squad ထဲမှာမပါတော့သလိုအသင်းကနေတရားပေါက်ရောင်းချမှာဖြစ်ကြောင်းနဲ့ Manchester City ကထွက်ခွာပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်။အဲ Kai Kondogan ကတော့ Garza Rite နဲ့တရင်တွေတက်နေတည်တိုင်အောင် 34နှစ်ရရှိတဲ့ဂွန်ဒွန်ဂန်ကသူနဲ့မန်စီးတီးချားမှာတနစ်စာချုပ်ချန်ရှိနေတဲ့တော့ဒီသင်းမှာပဲပျော်ရွှင်တယ်ဆိုပြီးအပြောင်းအရွှေ့တွေကိုညှင်းဆန်းလိုက်ပါတယ်။အာဆယ်ကဘူလာကဘန်ဂျမင်ဆက်စကိုအပြောင်းအရွှေ့ကိုလက်လျှော့ပြီးလို့ပေါ်ပြခဲ့ပြီးမှ Telegram မှာရော Times မှာရော British Media တွေနဲ့ German Media တွေမှာတော့ Leipzig နဲ့အာဆယ်ကြားမှာဘန်ဂျမင်ဆက်စကိုအပြောင်းအရွှေ့ကပြောင်းရွှေ့ချေ၁၀တန်းတာကွာတော့ကြောင်းနဲ့ အဲ့ဒီယူရို7တန်းကမကြမီသဘောတူညီမှုရပြီးဒီပြောင်းရွှေ့ကယူရို85တန်းနဲ့ပြီးလိမ့်မယ်ဆိုပြီးတော့ပေါ်ပြလာပါတယ်အာဆယ်ကအခုလက်ရှိမှာရယ်မက်ဒရစ်ကဒါရူဒရီကိုထွက်ခွာမယ်ဆိုရင်ခေါ်ယူဖို့အသင့်ရှိတောင်းနဲ့မက်ဒရစ်ကိုယ်တိုင်ကလည်းတားဆီးသွားဖို့မရှိဘူးလို့ဆိုတဲ့မက်ဒရစ်ဘက်ကတော့ရူဒရီကိုကိုပြောင်းရွှေ့ချေယူရို90တန်းထိတောင်းဆိုထားပြီးမြောက်လန်ဒက်ကလပ်ကခေါ်ဖို့အသင့်ရှိကြောင်းဆိုပါတယ် အာစနယ်သိနေတဲ့အခုလောလောဆယ်မှာတကယ်လို့များရိုဒရီဂိုရောဆိုက်စ်ဖိုရဲ့အပြောင်းရွှေ့မဖြစ်ရင်တော့ ယူကရက်စ်နဲ့နော်နီမာတူရီကီကသူတို့ရဲ့ plan ပြီးကစားမှဖြစ်တယ်ယူကရက်စ်ကတော့တန်း80နဲ့80ကြားရှိပြီးချက်စီရဲ့တောင်ပိုင်းကစားမှနော်နီမာတူရီကီကတန်း90ရှိကြောင်းပေါ်ပြလာပါတယ်မန်ယူနိုက်တက်အသင်းကအခုလက်ရှိမှာသူတို့ရဲ့တိုက်စစ်ပိုင်းတွက် Brian Abouimou ကိုပေါင်တန်း60ရှိတဲ့ဒုတိယအကြိမ်ကာလမုတ်တစ်ခုပြုလုပ်ခဲ့ပါတယ်ပထမအကြိမ်ထက်9တန်းပိုမိုများပြခဲ့ပြီး Brentford ကတော့63တန်းလောက်နဲ့ bonus အပါအဝင် လိုချင်နေတယ်ဆိုပြီးတော့ Fabrizio ကပေါ်ပြထားတာလည်းဖြစ်တယ် Manchester United ကအခု Northern Forest ကတောင်ပံကစားမား Callum Hudson အတွိုင်းကိုချဉ်းကပ်လျက်ရှိတယ်။ကစားမားက Forest မှာပြီးခဲ့တဲ့ရာသီမှာအကောင်းဆုံးခြေစွမ်းပြနေတာဖြစ်ပြီး United ကသူ့ရဲ့တောင်ပံ position တဲ့ Callum Hudson အတွိုင်းကိုစိတ်ဝင်စားလျက်ရှိတာပါ မန်ယူနိုက်တက်ကတစ်ဖက်မှာလည်းဖီရိုတီနာတိုက်စင်မူဝိုက်ဆစ်ကင်းရဲ့အခြေအနေကိုလည်းလေ့လာနေရှိပါတယ်သူတို့ကအခုဝိုက်ဆစ်ကင်းရဲ့အနေထားကိုတောက်လျှောက်စောင့်ကြည့်နေပြီးတော့ဒီဇာမားရဲ့တန်ကြီးကပေါင်44တန်ယူရို52တန်ယိုချီစာချုပ်နဲ့ 24နှစ်ရွယ်ရှိတဲ့အီတလီတိုက်စစ်မူကပရီးမီးယားလိအေဗာတန်မှာကစားခဲ့ပြီးယူနိုက်တက်ကသူ့ကိုစိတ်ဝင်စားနေရပါချယ်ဆီသင်ကတော့သတင်းတွေထွက်ပေါ်နေတဲ့နစ်ကလက်ဂျက်ဆင်ကို ရောင်းချဖို့အစီအစဉ်မရှိကြောင်းတုံ့ပြန်ခဲ့ပြီးသူကအရေးပါတဲ့ရိုမာနောက်ရာသီဆက်ရှိမှာဖြစ်ကြောင်းအန်ဇိုမာဆာကအတည်ပြုလိုက်ပါတယ်ချယ်ဆီနေနဲ့အခုလောလောဆယ်မှာသူတို့တင်းရဲ့ကစားမ6ယောက်ကို ရောင်းထုတ်ဖို့ပြင်ဆင်ထားတယ်အိုက်ဇာမာတွေကဝါဟင်စတာလင်အောက်ဆယ်ဒဆိုင်စီ Petrovic, Amando Broya, now တစ်ဖက်က Joao Felix, Ronaldo Vega, Banchiwe အပါဝင် Kani Shomamenga, Leslie Udukruku နဲ့ Wesley Fofana တို့ပါဝင်ကြောင်းနဲ့ဒီသားမှ၈ယောက်ကို club ကရောင်းထုတ်ဖို့ပြင်ဆင်ထားတာပါ လပ်ဘက်ကအခုလောလောဆယ်မှာလီယန်ဒီလက်ကချက်စီသူ့ကိုခေါ်ယူခဲ့တဲ့အချိန်ဒီ project ကသူ့အတွက်ရောအသင်းအတွက်ပါတကယ်ကိုကောင်းမွန်တဲ့ project ဖြစ်တဲ့အတွက် Man United အပါဝင် အခြားကာလမှုတွေကိုပယ်ချပြီးချက်စီကိုရွေးချယ်ခဲ့တာဖြစ်ကြောင်းဆိုပါတယ်လီဗာပူးတင်ကဒါဝင်းနူညက်ကိုရောင်းချဖို့သဘောတူထားပါတယ်ဒါပေမဲ့အန်တိုနီယိုကွန်တီအသင်းရှိကနေယူရိုတန်း90ထိတောင်းဆိုထားတယ်နာပိုလီက ဒါလက်ရှိမှာသူတို့ရဲ့တိုက်စစ်ပိုင်းအတွက်လီဗာပူးရဲ့နူးညက်ကိုလိုချင်ပေမဲ့သူတို့ဘက်ကအများဆုံးတန်း90တာပေးမယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့လီဗာပူးအသင်းရဲ့နောက်ခံကစားမှာအီဘရာဟီမခနာတီကအသင်းရဲ့စာချုပ်တိကမ်းလာမှုကိုစိတ်ပြက်လေရှိတယ်။စာချုပ်ကနောက်ဆုံးတိကိုရောက်ပြီး25နှစ်အရွယ်ရှိတဲ့ခနာတီကိုလီဗာပူးကတပတ်ကို 6000ပတ်ဝန်းကျင်သာကံလန်းထားတဲ့ bonus ပါဝင်3သိန်းထိပေးထားပေမဲ့ခနာတီကလက်ရှိလုခလာစာတပတ်9000ကနေ2သိန်းထိတောင်းဆိုထားမှုကိုလီဗာပူးကကံလန်းထားခြင်းမရှိတဲ့အတွက်အဲ့ဒီစာချုပ်ကိုသူကပေးချခဲ့တာလည်းဖြစ်တဲ့ မီလော့စ်ခါကက်ကလီဗာပူးရဲ့ကစားမအသစ်ဖြစ်ကြီးညာနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ပတ်အတွင်းမှာပဲလီဗာပူးကသူတို့ရဲ့ကစားမတွေတဲကဟာဗီအယ်လီယဲအန်တီရော်ဘင်ဆင်ကော့စတက်ဆီမီကက်စ်နဲ့ဒါတစ်ပတ်ကခီးစားတို့အပြောင်းရွှေ့တွေအားလုံးပါဝင်နူးညက်ရဲ့အပြောင်းရွှေ့တွေကိုဆုံးဖြတ်ချက်ချမှာဖြစ်တဲ့ Thomas Frank ကတော့ Tottenham အတွက်တင်ကောင်းဆောင် Yu Ming-sun ကိုရောင်းထုတ်ဖို့ဆုံးဖြတ်ထားပြီးတော့ Crystal Palace ကတောင်ပန်ကစားမအစည်းကိုကောင်းလန်းထားပြီးဖြစ်တယ်။ဒီစားမကရိုဂျီစာချုပ်ပေါင်း68တန်းရှိပြီးတော့ Palace တင်ကိုရိုဂျီစာချုပ်ပေးမယ်ဆိုပြီး Spark ကောင်းလန်းထားပြီးမယ်အိုက်ကလာမူရဲ့ရိုချီစာချုပ်ကိုအရေးကြပုံစံနဲ့ Tottenham က Palace ကို တောင်းဆိုထားတာဖြစ်တယ်ထော်တန်ဟော့စပါကတော့အခုလက်ရှိမှာ Japanese နောက်ခံကစားပါ Kota Taki ဆိုတဲ့ကစားပါတယောက်ကိုခေါ်လိုက်ပါတယ်ဒီစားပါကိုထော်တန်ဟော့စပါအသင်းက J League Club Kawasaki အသင်းကနေခေါ်ယူခဲ့ပြီးပြောင်းရွှေ့ခြေက၅သန်းနဲ့သဘောတူခဲ့တာပါ Sporting ကအခုလောလောဆယ်အနေထားရတော့သူတို့အသင်းကဂေလို center back အနေနဲ့ Christian Romero ထွက်သွားခဲ့ရင်သူတို့အနေနဲ့ Connie De Winter ဆိုတဲ့နောက်ခံတစ်ယောက်ကိုထည့်ထားတယ်ဒီစားပွားကတော့ပြောင်းရွှေ့ခြေ Euro 25သန်းနဲ့တန်း30ကျားတောင်းဆိုခံထားရတာပါ Brighton ကလည်းသူတို့ရဲ့ညာနောက်ခံလူတို့က Flamingo ရဲ့ညာနောက်ခံကစားသမား Wesley ကိုကမ်းလှမ်းထားတယ်။ Flamingo ကတော့သူတို့ကစားသမားတို့က ယူရို30တက်မှတ်ထားတာပါပန်လီကလည်းတစ်ဖက်က James Trafford ထွက်ဖို့နှိစက်နေတဲ့အတွက်ဂိုးမားသိရှာထားပါတယ် German club Karlsruhe ကအသင်က Maxwell ကိုသူဘက်ကပေါင်၅တန်းနဲ့သဘောတူညီမှုရဖို့နှိစက်နေရှိတာပါ Newcastle ကပန်လီဂိုးမား James Trafford ကိုဒါနေပုံညာမှာအစားထိုးဖို့သဘောတူညီမှုရလို့ဒီမှာဖြစ်ပြီးပြောင်းရွှေ့ခြင်းကတော့တန်း30ပတ်ဝန်းကျင်ဖြစ်မယ်လို့ဆိုပါတယ် ဘရက်ဖို့ကလည်းသောမတ်ဖရန့်နေရာမှာသူရဲ့ဆက်ပစ်နီးပြဖြစ်တဲ့ခီအန်ဒရူးကိုနီးပြဖြစ်ခံတော်မှာပါရပိုင်းတွင်းမှာပဲသဘောတူညီပြီးတာနဲ့ဘရက်ဖို့အသင်းရဲ့နီးပြဖြစ်ဆက်ပစ်ကိုဖြစ်တဲ့ခီအန်ဒရူးကသောမတ်ဖရန့်ရဲ့နီးပြအဖွဲ့ဝင်ကလည်းနီးပြချုပ်ဖြစ်လာမှာဖြစ်တဲ့ PSV Eindhoven ရဲ့ Argentina ကိုယ်တော် Benitez ကတော့အခုလက်ရှိမှာ Crystal Palace ကိုပြောင်းရွှေ့ပါပြီ Walter Benitez က Crystal Palace နဲ့သဘောတူညီမှုရရှိတဲ့အတွက်ဇူလိုင်တရနေ့မှာ PSV ကနေ Palace ကိုပြောင်းရွှေ့ဖို့သဘောတူလိုက်ပါပြီဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားသာသင်ပါအားလုံးကျေးဇူးတင်ပါတယ်